တော်တော်မှာအတွေ့များနေသလိုမျိုးမုံလောင်းနေစားတာက retinol serum လိမ့်သလိုမျိုးအာနိသင်ရနိုင်သလားဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးပါမယ်။မင်္ဂလာပါဒေါက်တာရောလှပဆိုင်ရာဆရာဝန်ဒေါက်တာ IV ပါ။မုံလောင်းမှာပါတဲ့ beta carotene ဓာတ်က inactive form ဖြစ်တဲ့အတွက် active form ဆင်းရအောင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ enzyme တွေနဲ့ပြန်ပြောင်းပေးရပါတယ်။ဒါတော့ဦးနိုင်ရန်ကသူ့အကန့်အသတ်နဲ့သူပဲဆုပ်ယူပါတယ်။လူတလောက်ပဲ active form ပြန်ပြောင်းနေမလိုအပ်တာကို inactive form အနေနဲ့ခန္ဓာကိုယ်ထဲမှာတင်စီတာပါတယ်။မုံလောင်းတွေကိုပုံမှန်စားပေးမယ်ဆိုရင်တော့အမြင်အရောအတွက်ကောင်းမယ်။ အထွေထွေကျမကြီးအတွက်ကောင်းမယ်။ကြာလာရင်တော့အသားကြီးကနည်းနည်းကြည်လာမယ်။မုံလာဦးဆိုတာကအပင်အားရတာမို့လို့ခြုံပြီးပြောရရင်တော့ကျမကြီးအတွက်ကောင်းတယ်။အငယ်ပစ်စရာမျိုးအလွန်ရှားတယ်။ဒါပေမဲ့အသားကြီးလာဖို့တော့စားမယ်ဆိုရင်တော့အာနိသင်ကြာမယ်။အာနိသင်ရတာနည်းမယ်ပေါ့နော်။ဒါပေမဲ့ကိုလိုချင်တဲ့ဗီတာမင် A ကအာနိသင်ကညနာကအရေးကြောင်းနေအတွက်အသားကြီးချုံးမွေးဖို့အတွက်ဆိုရင်တော့ retinol retinal ပါတဲ့ serum တွေကိုအသုံးပြုပေးတာကပိုပြီးအာနိသင်မြန်ဆန်ပါတယ်ပိုပြီးတော့လည်းထိရောက်ပါတယ်ဒေါက်တာကျန်ပေးချင်တာကတော့ anti aging အဒရမုံလာဝင်ကိုစားမယ်ဆိုရင်တော့အများကြီးတော့မထိရောက်ပါဘူးဒါပေမဲ့အထူးထူးကျန်းမာရေးအတွက်အသားရေကြည်လင်မှုအတွက်စားမယ်ဆိုရင်တော့ပုံမှန်တိုင်းစားပေးလို့ရပါတယ်ဒါပေမဲ့အလွန်ကြုံတော့မစားပါနဲ့ညနာအရေးပြားကအရေးအကြောင်းတွေအတွက်ဝက်ချက်တွေအတွက်ဆိုရင်တော့ retinol retinal ပါတဲ့ skin care တွေကိုရွေးပြီးတော့သုံးရင်ပုံမှန်ထိရောက်ပြီးတော့အာနိသင်လည်းပုံမှန်မြန်ဆန်ပါတယ် အခုဒေါက်တာပဲပြသွားတာကိုနားထောင်ကြည့်လိုက်လို့ရှိရင်မူလာဦးနေစားတာနဲ့ retinol retinal serum သုံးတာနဲ့အာနိသင်မတူနိုင်ဘူးဆိုတာကိုတော့သိသွားပြီလို့ထင်ပါတယ်။